မင်္ဂလာပါရှင်ဒီနေ့မှာတော့ပီရစိတ်ရှိရေပေါ်လက်စီအကြောင်းလေးနဲ့ပတ်သက်ပြီးမိတ်ဆက်ပေးပါစီရှင်အရင်ဦးဆုံးပီရစိတ်ရှိရေမှာပါတယ်စကယ်စုတွေဖြစ်တဲ့ SH SC SC အကြောင်းလေးတွေအရင်ဆုံးပြပြပေးပါမယ် SH ဆိုတာကတော့ sexual harassment နှိမ်ပိုင်းဆိုင်ရာ ထိပါနှောက်ယှက်ခြင်းကိုဆိုလိုပါတယ်နိုင်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ခြင်းဆိုတာဟာမလိုလားအပ်တဲ့စကားလုံးများအမှုရာများနိုင်ပိုင်းဆိုင်ရာကမ်းလှမ်းမှုများ နိုင်ပိုင်းဆိုင်ရာလိုင်းရောမှုထိတွေ့မှုပြုလုပ်ရန်အတွက်တောက်ဆုံမှုများနဲ့ရုပ်ပုံများဗီဒီယိုများအတန်းစာသားစသောမလူလားအပ်သည့်နိုင်ပိုင်းဆိုင်ရာအတီအလင်းထုတ်ဖော်ပြုမူခြင်းများကိုအသုံးပြုကာထိပါနောက်ဆက်သောနိုင်ပိုင်းဆိုင်ရာထိပါနောက်ဆက်မှုများပါဝင်ပါတယ်အစည်းဆိုတာကတော့ saturation extrudition နိုင်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းဖြစ်ပါတယ် နိုင်မိုင်းဆိုင်ရာအမျက်ထုတ်ခြင်းဆိုတာကတော့ငွေကြီးအကျိုးအမြတ်အရသို့၎င်းလူမှုရေးနိုင်ငံရေးအကျိုးအမြတ်အတွက်ဖြစ်စီအခွင့်အာဏာကကွက်ချခြင်းကိုအကြောင်းပြုရဖြစ်စီယုံကြည်မှုကိုအလွဲသုံးစားပြုခြင်းနှင့်အင်အားချို့တဲ့သူများအပေါ်လိမ်မိုင်းဆိုင်ရာ အမျက်ထုတ်ရန်ရည်ရွယ်၍ပြုပွန်ဆောင်ရွက်ခြင်းများပါဝင်ပါသည်အစေဆိုတာကတော့စကြူနဲ့အပြုစ်မိမ့်ပိုင်းဆိုင်ရာမပွင့်ရပြုမှုခြင်းဖြစ်ပါတယ်။ လိမ်ပိုင်းဆိုင်ရာမဖွင့်မဲ့ရာ ပြုံမှုခြင်းဆိုတာကတော့ခြံချောင်းရွေဖြစ်စီတန်းတူညီများမှု မရှိသော အခြေအနေတွင် ဖြစ်စီအင်းအားသုံး၍ကိုခန္ဓာကိုအနောက်ရှက်ပေးခြင်းသို့မဟုတ်ထိခိုက်စေသောလိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများအလုံးကိုဆိုပါတယ်။ဒီရက်စစ်ရှိရေးမူဝါဒဆိုတဲ့မှာလိမ်ပိုင်းဆိုင်ရာ ထိပါနောက်ရှက်ခြင်းအမြတ်ထုတ်ခြင်းနဲ့မဖွင့်မဲ့ရာပြုမှုခြင်းဆိုင်ရာအကွာအကွဲပေးရေးမူဝါဒကိုဆိုလိုပါတယ်။ ပြည့်စစ်ရှိရင်မူဝါဒနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသီးသီးတွင်မူဝါဒများရေးဆွဲရေးလက်ခံကျင့်သုံးခြင်းဖြင့်အဖွဲ့အစည်းအတွင်းရှိအမျိုးသမီးလူငယ်နှင့်ကလေးသူငယ်များနိုင်စိတ်ကွဲပြားသူများအပေါ်နိုင်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်း ထိပါနောက်ဆက်ခြင်းနဲ့မဖွင့်ဝင်ရာပြုမှုခြင်းများအားစနစ်တကျကာကွယ်နိုင်ပြီးလုံခြုံရေးစားရသောလုပ်ငန်းခွင်တစ်ခုအဖြစ်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ PSA ရှိရင်မူဝါဒရေးဆွဲရေးလက်ခံခြင်းသုံးသည့်အဖွဲ့အစည်းများတွင်မူဝါဒအားချိုးဖောက်သူများကိုအဖွဲ့အစည်းအတွင်းရှိ PSA ရှိရေးကော်မတီအဖွဲ့ဝင်များမှအပြစ်ပေးအရေးယူခြင်းများပြုလုပ်နိုင်ပါတယ်။ချုံ့ဝန်သူအားနှုတ်အားဖြစ်ဖြစ်စဉ်စာဖြစ်ဖြစ်စဉ် တတိပေးတားမြင်ထုတ်ပြန်၍အတိပေးခြင်းခန္ဓာပြောင်းရွှေ့ခြင်းယာရုတဝင်အားရှော့ချခြင်းတဝင်မှာတမက်ကာလအတီးဆိုင်ငံ့ခြင်းဌာနမှာထုတ်ဖွဲ့ခြင်းစသည့်ပြစ်ဒဏ်များပြုလုပ်နိုင်ပါသည်ဒါအပြင်ကျူးလွန်သူမှာပိယစိတ်ရှိရမူဝါဒအားချိုးပေါက်တဲ့အပြင်ဥပဒေပြဋ္ဌာန်းချက်တရရက်ကိုပါကျူးလွန်ခဲ့ခြင်းရှိပါကကော်မတီရဲ့လမ်းညွှန်မှုနဲ့သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့တရားစွဲဆိုနိုင်ပြီးအဖွဲ့အစည်းများထံသို့အကြောင်းကြား၍ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ည်းလွှဲပြောင်းပေးရနိုင်ပါတယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းများတွင်လက်ခံကျင့်သုံးနေသော PSC ရှိရေးဘူဝါဒများကိုအဖွဲ့အစည်းအသီးသီးစာသင်ကျောင်းများတွင်လက်ခံကျင့်သုံးခြင်းဖြင့်မလူလားအပ်တဲ့နိုင်ငံဆိုင်ရာအကြမ်းဖက်မှုများအားကြိုတင်ကာကွယ်တားဆီးခြင်းနှင့် အရေးယူခြင်းနည်းလမ်းများဖြင့်အကာအကွယ်ပေးနိုင်ကြောင်းကိုဇဏရေးရာအသိပညာပေးခြင်းအစီအစဉ်တစ်ခုအနေဖြင့်တင်ပြအပ်ပါတယ်။အားလုံးသားရပျော်ရွှင်သောလုပ်ငန်းခွင်နှင့်လူမှုအဖွဲ့အစည်းများပေါ်ပေါက်စေရန် PSC ရှိရေးဘူဝါဒကိုလက်ခံကျင့်သုံးကြပါစို့။